မင်္ဂလာပါရှင်။ဇွန်လ22ရက်မနေ့ခင်းမှာတော့အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার site ၃နေရာကို B2 ဘုံးကျဲလီ6စင်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ပေါင်3000ရှိတဲ့ဘန်ကာဖြတ် GPU 59 MOP ဘုံးစံနှလုံးအပြင်ပါရှန်ပင်လယ်ရီမှာရှိတဲ့နျူကလ িয়ার ရင်ငုတ်သင်္ဘောကနေ BGM 139 TLMS ဒုံးကြီး30နဲ့တပြိုင်နက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါပြီးခဲ့တဲ့ဇွန်လ13ရက်မှာတော့ Israel ကအီရန်ရဲ့စစ်ဘက်နဲ့နျူကလ িয়ার နေရာတွေကိုဘုံးကျဲတိုက်ခိုက်ခဲ့ပြီးစစ်ပွဲကိုစတင်ခဲ့ပါတယ်အဲ့ဒီလိုတိုက်ခိုက်ပြီးမှတော့အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးအတွက်ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်လာနိုင်မယ်လို့အီရန်ကသတိပေးခဲ့ ့ပါတယ်။ Israel Iran စစ်ပွဲစတင်ပြီးဆယ်ရက်မြောက်လာချိန်မှာတော့ Iran ကိုဘုံကျဲပြီး American ကလည်းစစ်ပွဲတွေပါဝင်လာခဲ့ပါတယ်။အမေရိကန်ကအီရန်ကိုတိုက်ခိုက်ပြီးနောက်မှာတော့ကမ္ဘာရေနံသက်ဆောင်ရာလမ်းကြောင်းရဲ့အရေးကြီးဆုံးနေရာတစ်နေရာဖြစ်တဲ့ပါရှန်ပင်လယ်ကွေးနဲ့အိုမန်ပင်လယ်ကွေးကြားကဟော်မုတ်ရေလက်ကြားပိတ်ပစ်မဲ့အစီအမံချက်ကိုအီရန်ပါလီမန်ကအတည်ပြုခဲ့ပါတယ် အဲ့ဒီလိုအတီးပြူပြီးနောက်မှာတော့ဟော်မူရင်လက်ကြားကိုမပိတ်အောင်အီရန်ကိုဖြောင်းဖြနှချပေးဖို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကတရုတ်ကိုဒီနေ့မှတိုက်တွန်းခဲ့ပါတယ်။အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার site တွေကိုတိုက်ခိုက်ပြီးအီရန်ဘက်ကပြန်လက်တော့ပြန်ခဲ့ပါတယ်။အော်စရာကောင်းတာကအီရန်ဟာအမေရိကန်ရဲ့အခြေဆက်စခန်းတွေကိုလက်တော့ပြန်တိုက်ခိုက်ခဲ့တာမဟုတ်ပဲအစ္စရေးကိုတိုက်ခိုက်ခဲ့တာပါ ထရန့်ရဲ့တိုက်ခိုက်မှုကိုအီရန်ဘက်ကမျှော်လင့်ထားပြီးဖြစ်ပေမဲ့အီရန်အနေနဲ့အမေရိကန်ကိုထိတ်တန့်ရင်ဆန်နိုင်စွမ်းမရှိတော့တဲ့အတွက် လက်ရှိအနေအထားအတိုင်းဆက်ပြီးကြံ့ကြံ့ခံနိုင်အောင်အီရန်ကအစ္စရေးကိုသာဆက်ပြီးတိုက်ခိုက်ဖို့ရှိနေတဲ့ဆိုတဲ့သုံးသပ်ချက်တွေလည်းရှိနေပါတယ်ရှင်။